စစ်မှုတန်းဥပဒေဘာကြောင့်ပေါ်ပေါက်လာရဒီလိုအခြေအနေတွေဖြစ်လာတဲ့အတွက်လူအခြေအရာပေါ်ပေါက်လာပြည်သူအများကြီးညံ့နေကြစစ်မှုတန်းဥပဒေပေါ်ပေါက်လာဒီမြန်မာမြေကနေနည်းနည်းကနည်းနည်းဖဲ့တဲ့အောင်လို့ပြောတော့နော်အကောင်လုံးအကောင်လုံးဘင်္ဂလားဒေ့ရောအိန္ဒိယတေယုတ်ထိုင်းစသဖြင့်မြန်မာအပေါ်စင်းတဲ့နာဖြူစင်းသွားနေဆက်ဆံတဲ့နိုင်ငံပဏာနိုင်ငံရှိတဲ့အဲ့ဒီမြန်မာနဲ့ထက်ချိဆက်နေတဲ့နိုင်ငံတွေတဲမှာ ဟယ်လိုချရမီဝပီတူညီကိုမော်မာများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ 2025ခုနှစ်မေလ23ရက်နေ့ရဲ့ကျွန်တော်တို့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့အိုးဖျားဖျားတော်လန်တွေများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညမှာလည်းပေါ့နော်ကျွန်တော်တို့တော်လန်ကြီးအားစုတွေကနေပြန်မယူဆောင်လိုက်ပြတဲ့မြို့တင်တဲ့ပွဲတွေစကွန်ဆက်စစ်ကတိန်အောင်ပွဲတွေကိုလည်းကြားမှာဖြစ်တဲ့ပြင်ဘွန်မိုက်ကွက်အားချောင်းနဲ့ပေါ့နော်ဗီဒီယိုလည်းကြားမှာပဲဖြစ်ပါတယ်ကျွန်တော်ပထမအဆုံးအနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်တူလေးတဲ့အယူဆုံးချစ်လိုက်ရအောင်နော်ပထမအဆုံးတရင်တပုတ်အနေနဲ့ကတော့ ကချင်ပြည်နယ်ဖားကမြို့နယ်ကိုခြေတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီတော်မှာပေးဆိုတိုက်ခိုက်ခဲ့လို့စတားများပြားထိခိုက်တဲ့ဆုံးမှုရှိပြီးတော့မလနဲ့ခန်းတွေလည်းတင်းစီရရှိခဲ့တဲ့ဆိုတော့ KAI ရဲ့တရင်ကောင်းတွေပဲဖြစ်ပါတယ်။အခုလောလောဆယ်နဲ့ရအောင်ကြော်လာပြီးတော့မှတရားညီတော်တဝိုက်မှာတက်ပွဲကြီးကျက်ဖြစ်ပွားနေတာဒီနေ့လည်းမနေ့ကမှ Jet Fighter နဲ့စီးနဲ့လာပြတော့တယ်။မနေ့တုန်းကရောတနေ့တုန်းကပါနေ့တိုင်း Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတေဆုံးတာတွေများကြီးရှိတယ်။နောက်ပြီးတော့မှ သူတို့စီကလည်းနဲ့တင်းဆက်ရရှိတာတွေများကြီးရှိတယ်တက်ပွဲကတော့နေတိုင်းပြင်းထန်နေတယ်လောလောဆယ်တော့တရညီတော်ကိုနည်းနည်းကြော်လာပြီးထိခိုက်ကြဆုံးတာရှိပေမဲ့စစ်ကောင်စီတွေကအတိခံပြီးတက်လာတာဆိုပြမကြာရေးစေးတတိမြင့်ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ခုဆိုရင်အင်းတို့ကသူတို့ရဲ့တက်စကန်ဟောင်းနီတကိုပြန်လည်ရောက်ရှိနိုင်ဖို့စူးစမ်းနေတာဖြစ်ပြမအဲ့ဒီကနေတဆင့်ဖာကမျိုးတိကိုဝင်ရောက်နိုင်ဖို့သူတို့အနေနဲ့ခုဆိုရင်တေခံပြမချစ်တက်လာတာပဲဖြစ်ပါတယ်ကြာရေးနဲ့ PDF ပုံတဖို့ဝင်နေတယ်ပြတော့မအတင်းဆောင်ဆိုင်ပြတော့မစခွေးအိုးစုတွေကိုဆိုရယ်မြေလန်ရှင်းပစ်နေတာမလို့စစ်ကောင်စီရဲ့လောင်းတွေကတော့ပြန်ကျန်းနေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းပြည်ခင်ပေါင်းတဲ့မြို့နယ်တင်ကုန်းရွာချေဆက်စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့တင်ကုန်းတောင်တိုင်းစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြီးခဲ့တဲ့မေလ16ရက်နေ့ကစခန်းဆုံခွာထုတ်ပြတော့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဒီဘက်မှာတော့စစ်ကောင်စီတဆွဲထားတဲ့နေရာတော့မရှိတော့ဘူးပေါ့နော်မြို့နီးနားမှာပဲရှိတော့တယ်မြို့နယ်ကြားထဲကြောက်ကြီးတောင်စခန်းတစ်ခုပဲရှိတော့တယ်ပြည်ခဲ့တဲ့မေလ12နှစ်နေ့တုန်းကလည်းတစ်ပုတ်တာဝတိုင်စခန်းကစခါဆွန်းခွာတော်တာရှိတော့ပါတယ်ဆိုပြီးတော့မှပြည်ခရိုင်3000ချိုင်းနဲ့တရင်တရင်နဲ့ပြန်ချိုင်းတာဝန်ရှိသူရဲပေါ့ restar ကနေပြန်မှာပြောဆိုထားပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပေါ့နော်အခုဆိုရင် PDF တစ်ပုတ်ဝင်ရစစ်ကောင်စီရဲ့ ဒီတက်စကန်ကိုထပ်မံတင်ပြရရှိထားတာဖြစ်ပြီးမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျတို့တော်လန်ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းတွေကိုမနိုင်တော့လို့ကိုထွက်ပြေးနေကြတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ဒီတက်ပို့ပြီးမှစိုးရလာမှာဖြစ်ပြီးမှအဲ့ဒီတောင်ကိုမခံချင်ဘူးဆိုတော့အခုကလေးကလင်းနေချအညာခံတင်နေပြီဆိုတဲ့ကြောင့်လည်းဒီနေ့ကနေထပ်ပြီးမှတတိပေးပြောလို့ပါတယ်။ကဲနောက်ထပ်သတင်းထူးတဲ့ပို့အနေနဲ့ကတော့ ။ဗန္ဒလေးတိုင်းမိထီလာမှာစစ်မှုထမ်းခြေကောက်ခံမှုပေါ်မှာလူမှုအကွင့်ရကသင့်ဝေဖန်မှုအစ်ရရှိလိုက်ပါတဲ့ကားကိုမန်ချခိုင်းမှုတွေနဲ့မိထီလာပြူစော်ရီကောင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မိထီလာပြူစော်ရီကောင်းဆောင်ဇော်ယူထွန်းကမေလ23ရက်နေ့သူ့ရဲ့လူမှုကွင်းဆာမျက်နှာပေါ်မှာမိထီလာမြို့နယ်အတွင်းစစ်မှုထမ်းစားထုတ်ဖို့ငွေကောက်ခံနေမှုတွေဟာတရားမဝင်ကြောင်း လူစားထုတ်ဖို့အတွက်အလုတ်သွားအလုတ်ပြန်လမ်းပေါ်ကတွေ့ကြရလူငယ်တွေဖမ်းဆီးနေခြင်းကြောင့်ပြည်သူတွေစိတ်မလုံခြုံဖြစ်နေကြောင်းမိထီလာမှာဆိုရယ်ညပိုင်းပြည်သူတွေပေါ်တာဆွဲခံရမှာဆိုလို့အပြစ်မထွက်တာတဲ့မိထီလာတမျိုးလုံးညပိုင်း6ကတိတ်ဆင်းနေတယ်စစ်မှုထမ်းလူစားထုတ်ဖို့မိထီလာ133တပ်ထဲမှာတင်း80ပေးရတဲ့လူငယ်တွေရှိတယ်ဆိုပြမသူကနေပြီးတော့မှအဲ့လိုမျိုးရေးသားခဲ့လို့ပေါ့နော်အခုစွန်သူကိုပြန်ပြီးတော့မှဖမ်းဆီးချုံနောင်ထားတာပဲဖြစ်ပါတယ်ဒီစစ်ကောင်စီဘုံမိုးနဲ့ပြူစော်သေးတို့ဘယ်လိုမျိုးအချင်းချင်းအယုတ်ကနေလဲဆိုတာကိုအယုံဆုံးအနေနဲ့ကျွန်တော်ကြည့်လိုက်ရအောင်နော် ဘုံမစကားပြောတာအရန်ဟိုကလုံနေပြီတော့တော်တော်ဘာမှမဝမ်းဖြစ်ဘူးတော်တော်လေးဖြစ်လားဆက်တော့ခုပြဆက်ဘူးဘုံလုံးကကင်ဘုံလုံးကကင်မင်းဆက်မင်းကြီးဆက်ငါပြောမှပြီအေးဒိုးတွေ့ကြသေးတယ်ဗျမင်းမင်းပါကောင်းတော့ခါကောင်းတော့တွေ့ကြသေးတယ်ဟုတ်လားဂိမ်းမှလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မဖားလေဘုံမှုဆိုပါလေဗလာလို့ဘုံမှုကတော့ကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ဘုံတဲ့ဘုံမှုစတဲ့ဘုံမှုမနိုင်သေးဘူးဘုံမှုအဖဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးကိတ်မှာပါ တော့မိမာကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးစုလို့ဗာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗာကားရို့လေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်စာခိုင်းတာဗာစာခိုင်းတော့အဲ့မဲ့အခု80ဗန်နဲ့ကားသီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချင်မှအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လိုက်ပြီသူကမလိုင်းစီမံကဘုံမှုဝေပြိုးတယ်ဝင်မှုဝေပြိုးဆိုကျွန်တော်တရက်နဲ့လဲချိန်တယ်မင်းဘာတော်ဝင်လဲတဲ့မင်းဘာတော်ဝင်ချင်ကမလိုင်းစီမံရတယ်လက်ပြုတ်ကြီးလက်ထုတ်ပြီးတော့ကျွန်တော်တို့ ွဲပလိုက်မယ်လို့ပြောတယ်ဘုံဘုမင်းကျွန်တော်တို့ဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားတယ်ဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်ကမင်းကျင်းနိုင်ရှိလားတဲ့တာဝန်ရှိလားတဲ့ကျွန်တော်မိလာတက်ပြီလို့မှမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖိုက်စာချင်းဖက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံကနေဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတော့ကျွန်တော် ကဲဒီကောင်တွေကပေါ့နော်ဒီလိုမျိုးချင်းချင်းပြန်ပြီးတော့မှကိုင်းနေကြတာဖြစ်ပြီးတော့မှနှစ်ဖက်စလုံးကတော့ကျွန်တော်ပြည်သူတွေပုံမှာယုံမှနေတယ်ဆိုတော့လည်းကျွန်တော်ကောင်းကောင်းသိရှိထားတာဖြစ်ပါတယ်။ဒီလိုဆေးရယွင်းပစ္စည်းပြီးတော့မှအာနာပါဝါအလွဲသွန်းဆလုံးနေတယ်ပေါ့နော်။စစ်ကောင်စီတဖုတ်ဝင်တွေကြောင့် Standard MG ဆိုရင်တော့သူတို့ရဲ့ COC ကကောင်းကောင်းအလုံးမလို့တော့ဘူးဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့လို့လည်းကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှပေါ့နော်။ဘာပူတရဲ့လုပ်ပုံကိုင်ဖို့တွင်နဲ့သူတို့ရဲ့ရုပ်မာရန်စမ်းမှုတွေကိုသိရှိထားတာမလို့ဒီတော်လိုင်းမှာအများဆုံးဖြိုချဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းကိုလည်းပြောဆိုထားကြတာမလို့ အခုဆိုရင်ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တော်လန်ပြည်သူတွေကစူးစီးညွှန်ဆော်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုချီးမွမ်းတုတ်တင်ရှင်းလင်းနေကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့ကိုစီကနေပြီးတော့မှအိန္ဒိယဘက်ကနေပြီးတော့မှကျွန်တော်တို့တမှုပါကဖအဖွဲ့ဝင်၁၀ဦးကိုပြစ်တက်လိုက်တဲ့ပုံမှာ NUG ကအချက်၅ချက်တောင်းဆိုထားတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်တို့စစ်ပြေမှာချိန်လိုက်ရအောင်နော်။အိန္ဒိယကတမှု KI တမှု KI မှာ ချန်စီယူကားနေတယ်အိန္ဒိယကအဲ့ချန်စီယူကားလာကိုမြန်မာထုံးစံတိုင်းပေါ့ဗျာတရုတ်လုံးကလည်းဒီလိုပဲတိုးကောက်ခဲ့တာပဲတရုတ်လုံးကဒီပြည်သူအစိုးရလက်ထက်ခစ်ဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အန်ဒီအစိုးရဟာတရုတ်နဲ့ကဘာတီကန့်ကွက်ခဲ့တဲ့အတွက်တရုတ်နိုင်ငံဟာအဲ့ဒီချန်စီယူကားမှုကိုနောက်ပြန်ဆုတ်ခဲ့ရနော်အခုအိန္ဒိယလည်းဒီလိုပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တိထားမှာကျွန်တော်တို့နိုင်ငံမှာရှိတဲ့အိန္ဒိယနိုင်ငံကြီးတကောင်းမှစောက်ဖြစ်မကောင်းတဲ့ကောင်းလေးပဲကောင်းနော်ဒီမြန်မာမြေကနေနည်းနည်းနည်းဖဲ့မဲ့အကောင်မျိုးကြီးပဲအကောင်လုံးနော်အကောင်လုံးအကောင်လုံးဘင်္ဂလားဒေ့ရှ်နော်အိန္ဒိယတရုတ်ထိုင်းစသဖြင့်မြန်မာအပေါ်ကိုစေတနာဖြူစင်စွာနဲ့ ဆက်ဆက်တဲ့နိုင်ငံဗနနိုင်ငံရှိတယ်အဲ့ဒီမြန်မာနဲ့ test ထိစပ်နေတဲ့နိုင်ငံတွေတဲမှာဟုတ်တယ်မင်္ဂလာဒေ့ရှ်အိန္ဒိယတရုတ်နော်ထိုင်းလာအိုကလည်းနဲ့ထိတာပေါ့ဆိုအဲ့ဒီအဲ့ဒီဆက်တဲ့ပြင်အများဆုံးထိနေတဲ့နိုင်ငံတွေတဲမှာမြန်မာပေါ်ကိုစေတနာဖြူစင်တာဗနနိုင်ငံရှိတယ်ပြန်ကြည့်ပါအဲ့တော့လက်ရှိအိန္ဒိယလောက်ရတာအင်မတန်ဆော့ပဲ့တဲ့လောက်ရတယ်နော်ဒီပါကစ္စတန်နဲ့ပတ်တန်တဲ့ကောင်မျိုးတွေပါကစ္စတန်ဝင်ကျိတ်တဲ့အချိန်ကျတော့အလံပြူထောင်ပြီးတော့ကွင်းပြေပေါ်ပြေးရတယ်နေဆက်မှာနော်အဲ့တော့ပါကစ္စတန်ပုံစံမျိုးပြန်လဲတောက်ပြန်နိုင်မှအိန္ဒိယကတောင်းဝန်ချတဲ့ကောင်မျိုးတွေ အခုလက်ရှိတမူးခိုင်မှာဖြစ်တဲ့ပြဿနာကနေသူတို့နေဆက်ခြံစည်းကိုကာတယ်ကာတဲ့အတွက်ဒီဘက်ကပတ်ကဖားနေကန့်ွက်တယ်နော်အဲ့ဒီအတွက်ပတ်ကဖားနေလာခေါ်ပြီးဖမ်းပြီးတပ်လိုက်တယ်ပြဿနာဒါပဲအခုဒီကိစ္စအယုံကြီးအစိုးရကတရားဝင်နော်ကန့်ွက်ထားတယ်တောင်းဆိုထားတယ်ဒါအောင်အိန္ဒိယဘက်ကဘယ်လိုတုံ့ပြန်မလဲလို့ပြောမတတ်သေးဘူးနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တပ်ထောက်ခံတဲ့ဘောမတွေကဘာပြောလဲဆိုတော့အာသူတို့တွေအားရပုံကျွန်တော်ပြောမယ်အယုံကြီးကိုမကြိုက်တာမကြိုက်တာတကြောင်လက်ရှိဖြစ်နေတာဒီမြန်မာနိုင်ငံရဲ့အချုပ်အခြာမြေပုံကိုခြံစည်းတိုးကန်နေတာအိန္ဒိယကအဲ့ဒါကိုသူတို့ကပြောတယ်ဆိုတော့လက်ရှိစစ်တပ်ထောက်ခံတဲ့အပိုင်းဝိုင်းဟာနော် သူတို့ကဘာလာလာပြောလဲဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဘုရင်ကပြောသလိုတကယ်တိုင်းပြည်ပေါ်ကိုစေတနာရှိတယ်လားစစ်တပ်ပေါ်ကိုစေတနာရှိတယ်လားပြည်သူပေါ်ကိုစေတနာရှိတယ်လားစစ်ဘုတ်ထုတ်တွေပေါ်ကိုစေတနာရှိတယ်လားအဲ့ဒါအပြည့်ရှင်းနေတယ်နော်ဒါပေမဲ့ဒီကောင်နိုင်ရေးကအလုံးနဲ့တီဗီရဖြစ်ပါတယ်နော်ကျွန်တော်တို့ကမျက်နှာငယ်စရာကြီးပဲထိုင်းနေဆက်တောက်လျှောက်အခုလက်ရှိထိုင်းနေဆက်မှာရှိတဲ့စကန်တွေကိုတော်လိုင်းအင်အားစုတွေဘက်ကတိမ့်နိုင်တဲ့အတွက်ဒါတမျိုးတစ်ဖုံမတန်ဖွက်လာတာအဲ့တော့မတိမ့်နိုင်ကြပါလားကျွန်တော်ဘယ်လိုခံခဲ့ရလဲအရှိမ ဒါကြောင့်မလို့ကျွန်တော်တို့တော်နိုင်ကြီးကနိုင်အောင်လာတိုက်ကြမယ်ကျွန်တော်တို့အနေထားတစ်ခုကိုရောက်နေနေနေပြီးတော့မှ PDF တွေရုံးသွားဆိုင်နိုင်တဲ့နေ့တိအဲ့ဒီအိန္ဒိယတို့အာဆီယံတို့ချက်ချင်းရောက်လာလိမ့်မယ်အဲ့ဒါဖြစ်ပဲအဲ့တော့ကျွန်တော်တို့ကအရင်လုံခံအောင်လုပ်ပြမယ်လုပ်ပြပြီးကျွန်တော်တို့ကိုလှုပ်ထားတဲ့ကောင်တွေကိုကျွန်တော်တို့ဘယ်လိုပုံစံပြန်ဆက်ဆံမလဲအဲ့ဒါအရေးကြီးဆုံးဖြစ်တယ်နော်ကျွန်တော်တို့ကအခြားနိုင်ငံမှာပြောနေအခုတော့ကိုဒေတာမှာနော်စကိုင်းတိုင်းမှာရှိတဲ့ဘယ်မျိုးလဲဒီမျိုးတွေမှာရှိတဲ့လုပ်ငန်းရှင်တွေတယောက်မှတော်လိုင်းကိုထပ်ပန်ထားဘူး။โอเคကောင်းပြီတော်လိုင်းအောင်ရင်းနေအိတ်စတော့ပတ်တွေလာခဲ့ကျွန်တော်ပြက်ပြက်တသားပြောလို့ရတယ်။အဲ့ဒီသဘောပဲ ဟုတ်တယ်မလားဘယ်တိုင်းဘယ်ဌာနဘယ်မြို့နဲ့တော်လိုင်းနဲ့ပတ်သက်လို့ဒေါက်အေအော်ဒီတိုင်းအေအော်ဒီတိုင်းမှာတကယ်တော်လိုင်းရဲ့ထောက်ပံ့ဌာနဘယ်လောက်ရှိတယ်အေးတော်လိုင်းအေအော်ဒီတိုင်းနဲ့ဝင်တဲ့အချိန်ကျရင်အဲ့ဒါလို့လာပြီးတော့လာကြည့်တက်တက်သားသားကြိုက်ရလို့ရကိုစီပြောတော့ရအမှန်ပဲပေါ့နော်ကျွန်တော်တို့အိန္ဒိယဆိုရဘက်ကနေပြီးတော့မှ NUG ရဲ့တောင်းဆိုမှုနဲ့သူဘယ်လိုမျိုးတွေလုပ်လာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှာဖြစ်ပြီးတော့မှနေကြတဲ့မှာဆိုတော့သူတို့အနေနဲ့ဒီ necessity တခြားကိုခြံစည်းရောက်တဲ့ပုံမှာလဲကျွန်တော်မြန်မာဘက်ခြမ်းကိုတိုးခတ်နေတာကိုလဲကျွန်တော်ထပ်ပြီးတော့မှတွေ့တာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပါကဖတ် ဆေဥတ္တခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှရောပျော်လေးတွေဖြစ်တယ်ပေါ့နော်ဘောမရုပ်ကွက်တွေအနေနဲ့ပြီးတော့မှမတိဘဲနဲ့ပေါ်ပန်းလေးစားတွေပြောပြီးတော့မှခုဆိုရင်တို့အနေနဲ့ကျွန်တော်တို့ PDF တပ်ဖို့ဝင်နေရပဲအပြည့်ရှိတဲ့ပုံစံမျိုးတွေနဲ့အားချောင်းပြောဆိုနေကြတာပဲဖြစ်ပါတယ်အိန္ဒိယဆိုရအနေနဲ့ဒီကိစ္စကိုပြပြတသားမကင်တွင်နိုင်ဘူးဆိုတော့ကျွန်တော်တို့ကနေပြီးတော့မှဒီတော်လိုင်းရဲ့အောင်မြင်ပြီးချိန်မှာပေါ့နော်အိန္ဒိယဆိုရကိုပြန်ပြီးတော့မှပညာပေးရမယ်ဆိုတဲ့အကြောင်းလဲကျွန်တော်တို့ထပ်ပြီးတော့မှကြားရပဲဖြစ်ပါတယ်ကြကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့အိန္ဒိယစစ်တပ်ကနေပြီးတော့မှ ကျွန်တော်တို့တမိုးခရိုင်မှာရှိတဲ့ပကပဖွဲ့ဝင်ဆဲကိုတက်ပြစ်လိုက်တဲ့ပုံမှာဘောမတ်ကောင်ကနေပြတော့မှဘယ်လိုမျိုးအချောင်ပြောဆိုထားအောင်မလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်တင်းလားအတင်းလားဆိုတော့တော့မသိဘူးရနော် TVB ရဲ့တရေဆောင်ပါလေးတစ်ခုကိုဖတ်လိုက်ရတယ်ဗျသူရေးထားတာလေးကိုမိတ်ဆွေတို့ကိုပြန်ပြီးတော့ဖောက်တင်ချပေးမယ်အမတန်မှအဖြစ်ဆိုးတဲ့ဖြစ်စဉ်လေးတစ်ခုပေါ့ဗျာတဲ့ပကပတွေကလက်လက်ကင်တာမှန်ပေမဲ့ အိန္ဒိယစစ်တပ်ကိုဘာမှပြန်လည်မတုတ်ပြန်ပဲအေးအေးဆေးဆေးအဖမ်းခံခဲ့ပါတယ်။ဒါပေမဲ့လို့အိန္ဒိယစစ်တပ်ကရရဆက်ဆက်တပ်ပလိုက်တယ်။ဒီလုံရမျိုးဟာ နိုင်ငံတကာစာမျက်နှာမှာအိန္ဒိယစစ်တပ်ရဲ့လုံရကအရှက်ရပေါ်ရပေါ့။ဒီနေ့ကငါနားမလဲတော့မင်းတို့မေးချင်တာနော်။လက်နက်ကင်ပြီးအိန္ဒိယဘက်ကကိုပါတက်လောက်တာ။ တကယ်ဆောက်ပေါ်တော့ဒီကောင်တကယ်ခိုင်ပြီးသူနိုင်နိုင်ငံတည်းဝင်သွားတယ်ပါတက်လို့တာဟုတ်တော့အေးအေးဆေးဆေးအဖမ်းခံလိုက်တယ်နားမလဲတစ်ချက်လောက်ရှင်းပြအောင်နော် သူနိုင်နိုင်ငံကသူ့တဲကိုလက်နက်ကင်ပြီးဝင်လာပြီးဆိုရင်တော့သူ့အမျိုးသားအကျိုးစီးပွားတော့ကိုကာကွယ်ရမယ်ဒီကိုကလက်နက်ကင်ပြီးသူများပတ်ချံကိုပါတက်လို့တာနားမလဲလို့ဒါအေးအေးဆေးဆေးအဖမ်းခံလိုက်တယ်ဆိုတော့ဟုတ်တယ်နည်းနည်းလောက်ရှင်းပြအောင်ဟာ ဒီကောင်ကတော့ကျွန်တော်ပေါ့နော်ဒီလိုမျိုးပကပဖို့ဝင်စေတက်ဖြတ်ခံရတဲ့ပုံမှာအားချောင်းပြောဆိုနေတာဖြစ်တယ်ကျွန်တော်ဒီပကပဖို့ဝင်နေရတယ်ပြီးတော့မှအိန္ဒိယဘေချောင်းဝင်တာမျိုးမဟုတ်ဘဲနဲ့ဒီကောင်တွေကနေပြီးတော့မှကျွန်တော်ဘေချောင်းကိုလာပြီးတော့မှပကပဖို့ဝင်တွေကိုတွေးဆွန်ဆွေးနွေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒီကောင်တွေကနေလက်ဖြတ်ပြီးတော့မှအခုလိုမျိုးလမ်းကြိုလမ်းကြားတွေမှာ အခုလိုမျိုးတစ်ဖက်တော့တာပဲဖြစ်ပါတယ်။နောက်ဒီချာလေးကိုဂဂနာနာမသိပဲနဲ့ကျွန်တော်ပါကဖဖော်ဝင်နေရတယ်ပြုံးမှာပဲအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်ထက်ကိုကျူးလွန်ပြီးတော့မှဝင်ရောက်တဲ့ပုံစံမျိုးကိုပြောဆိုထားတာမို့လို့ဒါပေါ့နော်ဒီပေါ်မှာအခွက်တွေကနေပြုံးမှာဟောရမိုင်းတိုက်ချင်လို့လို့ကိုအခုလိုမျိုးပေါ်ပန်းလေးစရပြောပြတော့မှကျွန်တော်တို့ကိုကျင့်တဲ့ဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့အဘအသားမျိုးအစိုးကနေပြုံးမှာ ကျွန်တော်တို့ NUG နဲ့ဂျန်တဲ့တော်လိုင်းရေးဖွဲ့စည်းတွေကနေပြီးတော့မှတော်လိုင်းပြည်သူလူငယ်တွေကိုလက်နဲ့ကင်လန်းစင်ရွေးချယ်ဖို့ဝါရမိုင်းတိုက်ပြီးတော့မှစီယုံတင်းတွင်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဆန္ဒပြမှုတွေရဲ့နောက်မှာစုပုံမှုတွေပါလာတယ်စုပုံမှုတွေရဲ့နောက်မှာတပ်ဖြတ်မှုတွေပါလာတယ်အဲ့ဒီတော့တရားဥပဒေပြန်လဲအသက်ဝင်အောင်နတ်ဆက်ကအစိုးရဘက်ကလည်းထိမ့်သိရတာပေါ့ထိမ့်သိတဲ့နေရာမှာလည်းပြစ်တာခတ်တာတွေကတော့ပါလာမှာပါအဲ့ဒီရဲ့နောက်မှာ NUG ဆိုတဲ့လူယုံပါဖွဲ့အစည်းကပမာလူမျိုးလူငယ်လေးတွေကိုလမ်းမရောက်အောင်တက်နေကန်လမ်းစဉ်ချပြပေးတယ်တော်တယ်ကိုဆွတ်ခေါ်တယ်မြောက်ပေးတယ်အဲ့တော့ကလေးတွေလည်းနဲ့ကန်ရတယ်လူငယ်လေးတော်လိုက်ရေးဆိုတဲ့ခေါင်းစဉ်အောက်လမ်းမရောက်ကြတယ်ကိုယ့်ကိုတနက်နဲ့ပြင်မာတော့ဘယ်သူမှစိုးတနက်ရှင်ပြန်ပြင်မာပါမယ်ကိုယ့်ကိုတတ်ပြီဆိုရင်ဘယ်သူမှစိုးပြန်တတ်မာပါမယ်တကယ်ကတော့မြန်မာနိုင်ငံမှာရှိနေတဲ့ မြန်မာတက်ဘလို့ဆိုတာကျွန်တော်ခဏခဏပြောသလိုမြန်မာနိုင်ငံသားတွေပါနေတဲ့အဖွဲ့အစည်းတခုပါဒီလိုအဖွဲ့အစည်းကိုပြုတ်ကြဖို့ပြိုကွဲဖို့ပျက်စီးဖို့ဆိုပြီးတော့ဗမာလူမျိုးအများစုလက်နက်ကင်ပြီးတိုက်ပွဲဝင်နေတာအင်မတန်မှားယွင်းတဲ့လုပ်ရပါကိုကိုကိုကာကွယ်ရပြီဆိုရင်တနက်ကြည်စံလာတဲ့နေရာကိုဘယ်သူမှမစိုးပြန်ပြစ်မှာကိုကိုတော်လန်တိုက်ခိုက်မဲ့သူတွေစုစည်းနေတဲ့နေရာကိုဘယ်သူမှမစိုး ရှင်းမုံပြမှာပါဒါတော့မှနတ်ဆောက်ကအစိုးရအနေနဲ့ဒီနေ့ဒီချိန်ဒီညင်ညင်တတတိတ်တိတ်မှုမှုကြိုက်တွင်နေစေပါဒီကုန်းချုပ်ပြောရမယ်ဆိုရင်စစ်မှုထမ်းဥပဒေဘာကြောင့်ပေါ်ပေါက်လာရလဲဒီလိုအခြေအနေတွေဖြစ်လာတဲ့အတွက်လူအချက်အရာပေါ်ပေါက်လာရတာပါပြည်သူအများစုညံ့တဲ့အတွက်စစ်မှုထမ်းဥပဒေပေါ်ပေါက်လာတာပါဒီကောင်းတော့ပေါ့နော်ဘာမှမတိဘဲနဲ့ကျတို့ ဗီဒီယိုတွေကိုစကောင်ဆက်နေပြီးတော့မှအကြောင်းမရှိဘဲနဲ့မတက်ဖြတ်ဘူးဆိုတဲ့ပုံစံမျိုးကိုဝါရဖန်ပြောဆိုနေတာဖြစ်ပါတယ်ဒီကောင်အဲ့လိုမျိုးပြောကြည့်ဆိုတော့ကျွန်တော်ဝါထင်းနှင်းကြွရစာတင်ကြောင်းဖြစ်စဉ်အားဆိုတော့ဘာလို့ကျွန်တော်တော်လိုက်ရဲ့ဘော်တွေတယောက်မှမရှိဘဲနဲ့စစ်ကောင်ဆင်းနေပြီးတော့မှကလေးသူငယ်တွေများစွာရှိနေတဲ့စာတင်ကြောင်းကိုတီးတီးလေးနဲ့ကိုဘုံကျဲတက်ဖြတ်တဲ့ကိစ္စကိုကြတော့ဘယ်လိုမျိုးပြောမလဲပေါ့နော်ဆိုတော့ဒီကောင်တွေကနေပြီးတော့မှပဲကျွန်တော်တို့ဗီဒီယိုတွေကတနက်ကင်ထားကြလို့သူတို့အနေနဲ့ပြန်ပြရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုကိုကိုပေါ့နော် victim ပုံစံမျိုးကိုလိုလိုက်ပြီးတော့မှဒါကတော့နိုင်ငံတကာကိုသူတို့အနေနဲ့ တရားမဝင်တဲ့နိလန်တွေနဲ့ပြန်ပြီးတော့မှအသုံးချဝါရဖြန့်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့မှဒီစစ်ကောင်စီတဖွဲ့ဝင်တွေဘောမအောင်တန်းစားတွေရဲ့ရုပ်မာလာတဲ့အကြံစီတွေကိုလည်းအခုဆိုရင်ကြားနေရတာမို့လို့ဒီတော်လိုင်းရေးကိုမဖြစ်မနေအောင်မြင်ဖို့ပေါ့နော်ဝဲဝဲတက်ထုတ်ဖို့လွမ်းနေပြီဆိုတာကိုလည်းထပ်ပြီးတော့မှသိရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ Ordinary ကျရာစာတင်ကြောင်းဖြစ်စဉ်မှာဒေတာသမီးတို့ဆုံဆုံခဲ့တဲ့ပေါ့နော်မိဘတွေရဲ့ရင်းနှင်းခန်းစားချက်ကိုကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်သူတို့ဖက်ကပြောတာကတော့ဒါဘုံကျဲတာမဟုတ်ဘူး PDF တွေမိုင်းကကွဲတာလို့ပြောတယ်အဲ့ဒါလေးတော့အမမပြောချင်လဲရှင်ကဲနားထောင်ကြည့်ပေါ်ပါတယ်အဲ့ဒါသူတို့ပလီတာလေသူတို့ပလီတိုင်းကျတော့ခန်းနေရတာသူတို့ပလီတိုင်းကျတော့ခန်းနေရတာလက်ခကျတော့ဘက်ကကိုသားသမီးတွေကိုဟာတွေလက်ခလုံးရပါမလားအချင်းမနဲ့အချင်းမတွေ့ကိုလာစလာလွယ်မွေးထားရတာပါသူတို့ကကိုလာစလာလွယ်မွေးထားတာသူတို့သားသမီးတွေလုံးရပါမလားသူတို့သားသမီးတွေလုံးရပါမလားသူတို့သားသမီးတွေကျတော့ကိုလာစလာလွယ်မွေးထားရတာပါ သူတို့လုံလုံခံရတာသူတို့လုံလုံခံရတာပါကျွတ်တို့ကလကကျွတ်တို့သားသမီးတွေကျွတ်တို့ဘိုက်ထဲကလွယ်မွေးတာတာပါသူတို့ကိုချင်းစားကြည့်လိုက်ပါနာသူတို့ဘောမပြောရတဲ့သူတို့ဘောမတစ္စကားတွေပြောရတဲ့ကျွတ်တို့ကကိုလာစင်လာတွေလွယ်မွေးတာပါသူတို့ဘောမတစ္စကားတွေပြောရတဲ့ကျွတ်သမီးတွေကျွတ်တို့ကလကလုံးရပါမလား ကျွတ်တော့ဘယ်လိုခါသားသားနော်ကျွတ်တော့ကျွတ်တော့ဒါတမီးလေးလုံးရပါမလားကျွတ်တော့ဒါတမီးလေးသူတို့တို့လာဖို့မဟုတ်ပါဘူးကျွတ်တော့လုံးမစားမှာမို့ကျွတ်တော့စားတလုံးမှမတက်ခဲ့လို့ကျွတ်တော့မိမချင်းမို့ကျွတ်တမီးလေးစားတတ်ပါချင်တော်လို့ကြောင်းခံခဲ့ရပါသူတို့မမဒီစကားတွေပြောရကြတယ်ပတ်လေကျုပ်ကဖြစ်နေသွား ုလုံလာချင်တာသူတို့ကမဖြစ်နိုင်ဘူးသူတို့လုံတဲ့ပြားတွေခံနေရတာသူတို့ကသူတို့ကတော့တက်ကနေဝဲဝဲပြီးလာပြီးလုံနေကြတာအမေရဘလို့ဖြေရမနုကတမိရဲ့ဒါတော့ဘာနာကျတော့ဒီစစ်ကောင်စီရဲ့ဘုံကျက်တခိုင်မှုကြောင့်အတိဆုံးရှုံးခဲ့ရတဲ့သာသမီနူရဲ့မိခင်အားနဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့တယ်ဆိုတော့ပေါ့နော်ခြေခွဲဆောင်နဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်တော်တော်လေးပေါ့နော်ဝမ်းနေဖို့ကောင်းတာပြီးပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျတို့ တော်လိုက်ပြည်သူတွေလုံးဝမရှိဘဲနဲ့ပြည်ညောသားလူလာနေတဲ့ကျောင်းသူကျောင်းသားတွေပေါ်မှာဒီလိုမျိုး ES စစ်နဲ့တပြည့်ရဲတော်ကြီးချင်းအဖြစ်ဒီစခွေးပေါ်မှာရိုးကိုက်တွေပျော့ပျော့နေတယ်လို့ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ကျန်တဲ့ NUG ပါဝင်တော်လန့်ဖွဲ့စစ်တွေကနေပြီးတော့မှအားပေးအမြောက်လုံမှုတွေအကြောင်းပေါ့နော်စစ်ကောင်စီအနေနဲ့လွတ်ဆောင်ခဲ့ရတဲ့ဆိုတဲ့သဘောမျိုးနဲ့လုံးဝကိုက်ညီချင်းမရှိတော့သူရတယ်ပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေပေါ်မှာအညိုသေးကြီးစွာနဲ့ဒီလိုမျိုးတပြက်မှုတွေဦးစီးဦးဆောင်လုပ်ဆောင်နေတဲ့မြို့လိုင်းကိုကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့မကုန်ခင်ပါပဲပြီးတဲ့ချင်းမွှေးရှင်းလင်းသွားမယ်ဆိုပြီးတော့မှတော်လိုင်းရဲ့ဘော်ဒီကနေပြီးတော့မှ အပြီးတိုင်းကျင်းပပြောဆိုထားကြတာပဲဖြစ်ပါတယ်။ဆရာကျောင်းတော်ဆုံးဗီဒီယိုတဘောအနေနဲ့ဆရာလူမြတ်ကျောင်းအနေနဲ့ပြတော်မှာအမေမနေ့တုန်းကကျွန်တော်စကောင်စီရဲ့ရရင်နဲ့စီကိုပြစ်ချနိုင်ခဲ့တဲ့တဲ့ရင်ပေါ်မှာနောက်ဆက်တွဲဘယ်လိုမျိုးတွေရှိလဲဆိုတာကိုသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စပြတမချစ်လိုက်ရအောင်နော်။ဗမုံမြို့မှာရရင်တစည်းပြတ်ကျသွားတာကိုဝန်ခံတော်လေ။ကြေရပြစ်ချတာပြစ်ချလိုက်တာကိုထုံမပြောပဲဆက်ချုပ်ရင်းပြတ်ကြတယ်လို့ကလိန်ကျတရင်ထုတ်ပြန်ခဲ့ပါတယ် စစ်ကောင်စီရဲ့ဒိန်းထုတ်ပြန်ချက်ကတော့ရှင်းပါတယ်ဗမမုံမှာတဲ့နေမြေအေဂျင်စီအတွက်ဆောင်ရွက်နေသည့်ရှီတက်စခန်းထောက်ပို့ပစ္စည်းများတွားရောက်ပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ဗမော်ပြို့၏အနောက်တောင်ဘက်မီတာ1400ခန့်အကောင်းရုပ်ပြအဆက်ချုပ်ရင်း၍ပြတ်ကျလေလို့ရေးသားထားခဲ့ပါတယ်ဗမော်မြို့ဟာတစ်မျိုးလုံးပြကျနေပါပြီတန်နီယာရီတီညင်အေဂျင်ကြီးလှုပ်ရှင်လာတယ်လူတွေအလောင်းကြီးပေါ်လာစကကမဆက်တိကလူတွေအလောင်းကြီးပေါ်လာအင်းနောက်တစ်ချက်က ကချင်ပြည်နယ်ဗမုံမြို့မှာစစ်ကူလာတဲ့ရဲရဲ၃စီး၃စီးကဲရပစ်တယ်အဒါအောင်တည်ပြီးသားတစီးကရွှေကူမြို့လာမြို့နယ်ကွင်းစီငန်းရွာအနောက်တောင်ဘက်မှာတော်ရဲမှာတွေ့ဒီနေ့ဟိုကဲရီတပ်ဖွဲ့ဝင်တွေရောက်သွားပြီးရဲရင်အပြက်စီးတဲ့လီမှုကပ်ပရိမျိုးထပ်အောင်ရဲ့မသားအလောင်းကိုအားလုံးနဲ့ဆိုရှယ်စာမျက်နှာပြင်ပြီးစာမျက်နှာတက်မှာပြန်အဲ့တော့မွန်းလက်တနာကြီးကျော်ကစစ်ကူလာဖို့တဲ့ရဲရင် ူပေါက်တက်တွေကပိုင်ပိုင်နိုင်နိုင်ပြက်ခတ်နိုင်နော်နောက်တစည်းကတရားဝီမြေအနောက်ချမ်းတရားရင်တရင်ကနေမြည်တဲ့လို့ပြတ်ကြသွားလေဆိုတာကိုတင်းတင်းကြပ်ကြပ်တပ်ပုံဗီဒီယိုနဲ့တကွထုတ်ပြန်ပြီးသားဒါကိုစစ်ကောင်စီတက်ကကလိန်ကြတာပေါ့ဗျာအဲ့တော့တော်ရဲမှာအစီငန်းရွာမှာပြတ်ကြသွားတဲ့လေရင်ကမီးလောင်မီတာတွေကလေရင်မှုပြူဝမှုခုနှစ်ယောက်တေတာတွေကအတိအကျထုတ်ပြန်တော့လေစစ်တပ်ကတော့ဒီနေ့ဒီကလေးကြာနေစေပဲ အရှိတုံးကအိုထင်းကွင်းရွာကိုလင်းနဲ့ဘုံကျဲဘူးဆိုတဲ့စကားဝိနိမိတာတော်ဆရာတော်ဘုရားကြီးကိုမပစ်ပါဘူးဆိုတဲ့စကားတွေမှတ်သမျှကလိန်ကြပြီးနောက်ဆုံးတော့ဘလောင်းကလေးလွတ်သမျှအကုန်ပေါ်တာပဲအခုလဲဒီကနေ့မှာနောက်ဆုံးသတင်းများအရပြူဝမှုအပါဝင်ခုနှစ်ယောက်ချက်ရှင်းတည်ခြင်းဆိုးတယ်လို့ကျွန်တော်တို့သိရပြီအကုန်လုံးအသက်ရှင်တဲ့လူမရှိတုံးပွင့်ဘိုးတွေ ဗျူဟာမှုတူနာမည်ကိုတော့ကျွန်တော်တို့မနေ့ကတော့ညီညီဝင်းတော့အချမ်းမြင့်သိတာပြီးတော့စကကက21ကပြန်လာလားစကက21ကိုလာလာလားဆိုတော့ဘောအတီးပြုတ်လို့မရသေးဒါတော့ပါနော်ဆယ်လင်းမဲကြွားနေပြီးတော့မှကျွန်တော်မနေ့က ကဲဘက်ကနေပြမစကောင်စီရဲ့ရိုက်ရဲနှစီကိုပြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးတော့မှတစည်းရဆိုရင်လုံးလုံးကိုပျက်စီးသွားတယ်ဆိုတဲ့ကြောင့်ပြောဆိုထားပဲဖြစ်ပါတယ်။အမြတ်အနေနဲ့ကတော့စကောင်စီရဲ့ဘျော်မှုပါဝင်ကျန်တဲ့ပေါ့နော်စစ်ခွေးခုနကောင်တော့ဆိုတော့မျိုးစားဖြစ်သွားတယ်လို့ကျွန်တော်နောက်ထပ်သိရတာဖြစ်ပြီးတော့မှကျန်တဲ့ရိုက်ရဲတစည်းရဆိုတော့အခုချိန်ထိသူရင်နာထားတဲ့နေရာကနေပြီးတော့မှလုံးဝပြန်တင်နိုင်ခြင်းမရှိသေးဘူးဆိုပြီးတော့မှနောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒီကြားထဲမှာဒီစကောင်စီဘက်ကနေပြီးတော့မှစစ်ချုပ်ရင်းလို့ပေါ့နော်အခုလိုမျိုးပြစ်ချသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ WhatsApp ပြန်ပြောဆိုနေပြီးတော့မှစကောင်စီအနေနဲ့ကတော့ တွင်းမိသားစုဝင်တွေနဲ့သူတို့ကိုထောက်ခံပါတယ်ဆိုတဲ့အုပ်စုတွေကိုတည်င်းမှနေမရရှိနိုင်အောင်ဒီလိုမျိုးဖုံးဖိဖို့စ조사နေတာကိုလည်းထပ်ပြီးတော့မှတွေ့ရဖြစ်ပါတယ်။ဗီဒီယိုတရလုံးအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေနဲ့သူပြတ်ချေမုန်းတိုက်ခတ်မယ်ဆိုတော့ပါလား။ဒီလိုမျိုးအောင်ပွဲတွေထပ်ပြီးတော့မှကြားနိုင်ရတာဖြစ်ပြီးတော့မှကျွန်တော်အနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကိုအများဆုံးချေမှုတုတ်တင်ရှင်းနေနိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ Auditing ကျေးရစာတင်ကြောင်းကိစ္စအလိုမျိုးနောက်ထပ်ဖြစ်မလာအောင်ကျွန်တော်ဘက်ကနေပြီးတော့မှလေကြောင်း ရှင်လင်းရေးမရှင်တွေခုဆိုစတင်နေကြတာမဟုတ်လို့ပါနော်မြို့ပပြည်သူဘက်ကနေပြန်มาလဲကိုတက်နိုင်တဲ့ဘက်ကနေပြန်มาတရောင်းတနေရာနဲ့ပူပေါင်းပုံပေးကြဖို့လွမ်းနေပြီဆိုတဲ့အကြောင်းဒီနေ့ကနေပြောရတယ်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးချေဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချမ်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel ညာ channel လေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်